ကဲကဲကဲစစ်ကုံစီရဲ့ရွေးကောက်ပွဲမဲ့ဆိုရင်ဇက်ကရိုက်ကူခဲ့တာတပတ်တောင်မကျော်သေးဘူးဗျာပြည်သူတွေချီရရင်မင်းသားမြင့်မြတ်ရဲ့ဒီရေးရှင်ရေးမသိမရှင်းဓာတ်ပုံတွေအွန်လိုင်းပေါ်မှာပြန်လာလာလို့သူရဲ့ပြစ်တဲ့တွေကတော့မြည့်ရမြက်ခွန်းနဲ့ဖြစ်ခဲ့ကြရပြီလေဖြစ်ပါရီမင်းသားမြင့်မြတ်ဟာမြန်မာနိုင်ငံမှာလူကြိုက်အများဆုံးသောမင်းသားဖြစ်ပါရီမြန်မာနိုင်ငံမှာဇက်ကအရေးအယအဆုံးသောမင်းသားဆိုလည်းမမှားပါဘူးเนาะသူရဲ့ဇက်ကရေးကြီးပဲ ။ဒီနေ့ကိုမြန်မာနိုင်ငံမှာယုံတည်တဲ့ဇကားရီတဲမှာဆိုရင်60ရာခိုင်နှုန်းဇကားရီကမြင့်မြတ်ရေဇကားရီပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မြန်မာနိုင်ငံမှာမေးသားမရှိတော့ဘူးလားဆိုပြီးတော့ပြည်သူတွေပြည်သက်တွေကမေးရတဲ့အထိဒါမြင့်မြတ်ကမြန်မာနိုင်ငံမှာတကယ်ကိုမှ ဒါဇက်ကရိုက်ကူးရတဲ့နေရာမှာအောင်မြင်နေရပြီဖြစ်ပါရီထပ်ပြီးတော့မြက်မြက်ကဇက်ကလည်းတိတ်မရွေးတာကြောင့်နော်ပီရီကောက်ကိုပတ်ဆံရရင်ပြီးရောဆိုရင်အနေထားမျိုးနဲ့ရိုက်တာဖြစ်တဲ့အတွက်ပုံမူပြီးတော့အောင်မြင်တဲ့သဘောပေါ့ဗျာဆိုတော့မြက်မြက်ကတော့အစကတည်းကဒရိုက်တာပြင်းဒီကရေဖော်ကောင်လှုပ်လို့ပေါ့လေအင်းထောင်ရေးမှလေဒါဝီဘန်ခံရတယ်အခုဒီကောက်မှလေနေသူနဲ့အတူတူဒါတော်လိုင်းရေးကိုစော်ကားတွေတော်လိုင်းရေးကိုထောင်ပြောင်းခဲ့တဲ့ ီရွေးကောက်ပွဲမဲဆိုရေးပေါ့လေစကောင်စီရေးရွေးကောက်ပွဲမဲဆိုရေးဒါစကားကြီးကိုဇလန်းတူကြီးကိုရိုက်ကူခဲ့တာဖြစ်တဲ့အတွက်ဒါတနင်္ဂနွေလုံးရဲ့ဆက်ဆိုခြင်းကိုခံခဲ့ရသလို PDF ဖွဲ့၅ခုကျော်ရဲ့ဒါကျွန်တော်တို့အသက်အန္တရာယ်ထိเนาะဒါအရေးယူမယ်ဆိုပြီးတော့ထင်းချုံမှုလေးခံခဲ့ရပါ PDF ရဲ့လုံငန်းမစခင်မှာဒါเนาะဒါနေသူတို့မြင့်မြတ်တို့ကိုဝေဖန်ခဲ့တဲ့ Writer Only တို့ဖွဲ့เนาะဂျဝင်းထွတ်တို့ဖွဲ့ကတော့ထောင်နှန်းဆန်ပြီးတော့ထောင်နှန်းဆန်ပြီးတော့တည်တံထိတော့ဖြစ်သွားနိုင်တဲ့အကြောင်းကျွန်တော်ကြားရပြီပေါ့เนาะဆိုတော့ဟိုအခုဝေဖန်လို့မရဘူးဟိုဝေဖန်ပြီးတော့ပြပောက်ထွက်ပြေးကြမှာဆိုလို့ဒါတို့မြရာရှင်တွေအကုန်လုံးကိုလေပြပောက်ထွက်ခွင့် ပိတ်လိုက်ပြီပဲဖြစ်ပါတယ်ဆိုတော့အခြေအနေတွေကတော်တော်လေးကိုဆိုးနေပြီးအခုတစ်ခေါက်မှာတော့မင်းသားမင်းမြအသက်ကြီးတဲ့နော်မသိမရှင်းဖြစ်နေတဲ့ဓာတ်ပုံတွေ online ပုံမှာပြန်လာပြီးပြီးတော့တနင်္ဂနွေကလုံးဝ trade တွေကတော့စိတ်ပူနေကြပြီလေဖြစ်ပါတယ်